ဘူးဒါကြောင့်ကျွန်တော်လုံနိုင်တဲ့အလုပ်ကိုကျွန်တော်လုပ်မယ်သူတို့ကိုတိုင်ပင်တယ်တိုင်ပင်ပြီးတော့ဘာဖြစ်လို့ကျွန်တော်တကူးစုတော်မှုဖြစ်သွားမယ်အကျိုးမဲ့အချင်းကြီးကျွန်တော် YouTube ပြီးလုတ်ခဲ့တာမဟုတ်ဘူးကျွန်တော်တင်းသေးသွားမယ်ဒါမှမဟုတ်ရေချက်တစ်ခုကြောင့်ဒါလုတ်ခဲ့တယ်ဆိုတော့တိဖို့တက်တည်ထားခဲ့ဖို့လိုတဲ့ကြောင့်ကျွန်တော်တိုင်ပင်တာဖြစ်တယ်အဲ့တော့ဆိုတော့ဆက်ပြောရရင်ကျွန်တော်အိမ်ပေါင်းအင်းနဲ့ဥက္ကမောင်မြင့်ဥက္ကမောင်မြင့်ကျေးဇူးရှိပါတယ်ကျွန်တော်နှုတ်ထုတ်ခွင့်ပေးလိုက်တာဟုတ်နော်ဒီရာရှိစာလွန်ဖတ်ပြီးဆိုတော့မှတ်ချက်ကိုရေးပေးလိုက်တဲ့ဘုံမှုတင်ပြီးလဲကျေးဇူးတင်ပါတယ်အဲ့ဒါလို့နှုတ်ထုတ်ခွင့်ပေးလို့ကျွန်တော်ထွက်လာတော့ဒါတော့ဥက္ကမောင်မြင့်ရဲ့ဥက္ကမောင်အေးရဲ့သူတို့နှစ်ယောက်ကျွန်တော်၃ယောက်ပဲရှိအေးဒါကောက်ခွင့်ရဲ့အလဲပါကျွန်တော်ချင်မှစဉ်းစား ကျော်လေးသူမှတနက်ပါဘူးသူမှတနက်ပါတယ်ဆက်ပြုံလဲပါတယ်သူတို့တစ်ယောက်တော့ကအသာလေးဘုံနှလုံးတော့ကျွန်တော်တလုံးကိုလုံချုံဖွဲ့တဲ့လှမ်းပြစ်တလုံးကိုသူတို့နှစ်ယောက်ကြားတဲ့ပြစ်ခွဲပြီးကျွန်တော်အသာပဲဆုပ်ခွာသွားပြီမယ်ဒါပေမဲ့ကျွန်တော်စဉ်းစားတယ်အဲ့ဒီကာလရဲ့နိုင်ငံကြီးရေချိန်ပေါ့နော်ဒီချိန်မှာအဲ့ဒီအချိန်မှာကျွန်တော်ဒေါန်ဆန်းစုကြည်ရဲ့မိကုန်းတွေခေါ်ပြောချက်တွေကိုကျွန်တော်ကတော်တော်လေးဖတ်ခဲ့ဖတ်ခဲ့ရတာလေတာဝန်ရဖတ်ခဲ့ရဘာလို့ဆိုတော့ထောက်လိုင်းတိုက်ပွဲထောက်လိုင်းတင်နှံတော့တက်တော့အဲ့ဒီကာလဒေါန်ဆန်းစုကြည်ရဲ့ခေါ်ပြောမှုတွေကိုကျွန်တော်တို့သွားပြီးသတင်းယူရတယ် င်းယူပြီးတော့အထက်ကိုပြန်တင်ပြဖို့ထောင်လိုင်းကျွန်တော်တို့လောက်ပါဘာလို့ကတော့ကျွန်တော်ကတာဝန်ရတော့ဒေါန်ဆန်းတိတိကိုခြေမုံ့ဖို့နှိမ့်နှင်းဖို့စတဲ့ဖြစ်ပေါ့နော်ဟိုတာဝန်ယူရတဲ့ကာလကျွန်တော်တက်တက်ဆင်ကာလဒေါန်ဆန်းတိအပြင်မှာရှိသေးတယ်ဒီထောင်လိုင်းတင်တဲ့တုန်းကဆိုတော့ကျွန်တော်ကတင်းသွားယူတယ်သွားကြည့်တယ်ဆိုတဲ့ဟာမှာသူ့ကိုစတဲ့ဒီတော့ဒါကသူ့မိခွန်းတွေကိုကျွန်တော်ကအစီအသေးတဲ့ကျွန်တော်ကစိတ်ဝင်လာပြီးတော့မေဆုကိုအဲ့ဒီကာလကလေးကကျွန်တော်ကကြည်ညိုလေးစားခဲ့အဲ့တော့ကျွန်တော်လောက်ကျန်တက်ဖြတ်မယ်ဆိုတဲ့အစီအစဉ်ရေးဆွဲနေတဲ့အချိန်မှာတော့ဒေါ်ဆန်းစစ်ကြီးကဟောဖန်စီပြန်လဲဖန်စီခံတာတဲ့အခြေဖြစ်တယ် ကျွန်တော်အဲ့ဒါဘယ်လိုစဉ်းစားလဲဆိုတော့ငါလှုပ်လိုက်လို့ငေါင်းအေးတော့တည်သွားပြီထားပါတော့ဒါပေမဲ့အာနာရှင်စနစ်ကြီးအဲ့ချိန်မှာငါပြောပင်ပင်စီတွေစိုက်ပြိုးတယ်လို့တက်ခုတ်တမင်ခုတ်လေအမြင့်မှုတရားဆက်ရှိနေဦးမှာပဲဆက်ရှိနေဦးမှာပဲအဲ့တော့ငါဒီလုံချံတက်ဖြတ်မှုကိုဆောင်ရွက်လိုက်ပြီးတဲ့နောက်ငါတည်ကောင်းတည်သွားနိုင်တယ်ဒါပေမဲ့အာနာရှင်စနစ်ကြီးကအမြင့်ပြတ်အောင်မှာမဟုတ်ဘူးဒါနဲ့ပဲကျွန်တော်ဟာအဲ့ဒီအဲ့ဒီချိန်မှာကျွန်တော်စိတ်တွေတွေးနေတာနော်တွေးနေတာတနတ်ကိုတနတ်တင်မလက်တင်လိုက် ပြန်စဉ်းစားလိုက်ကိုကြီးတကြီးကြီးလိုက်အဲ့ဒီချိန်မှာဟိုကျိုးမောင်အေးကအတော်လေးပါနတ်ပုံရပါတယ်ဟမ်တယ်လက်ကြီးပြူလူကောင်းတွေများစွာနဲ့ဆက်ဆံလာတော့သူ့ရဲ့စိတ်ပါလဲ six sun နေပါရှင်းရှင်းပါပေါ့ဆက်ထမအယုံကြီးရှင်းရှင်းပါပေါ့ဒါမှမဟုတ်ကျွန်တော်ရေမူပြတ်နေတာကိုအသက်20ကျော်အစိတ်နော်လူငယ်တယောက်မူပြတ်နေတာကိုသူလဲသတိထားမိမိမှာပေါ့အဲ့မှာအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဗိုလ်ချုပ်မောင်အေးကိုလှုပ်ချက်မှုစူးစမ်းခဲ့တယ်လို့ဗိုလ်ကြီးနေမျိုးစင်ပြောပြလာတဲ့ရုပ်တံနဲ့အတူ လာရှိုးမှာပြစ်မှုကျူးလွန်သူ9ဦးကို NDAA ကအများပြည်သူရှေ့တည်တံစီရင်ခဲ့တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးသွားဦးမှာမို့အဆုံးထိနားဆင်ပေးကြကြဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာတော်လာညာကြပါခင်ဗျာအဲဒီပြည်သားအားလုံးကျွန်တွေ့နေရတဲ့ဘေးပြာဖျားဖျားနေပြီးတော့ဝေးကွာကင်းတော့တာယာညှင်းချက်ပါစေလို့ဥစွာဘနာမတောင်းဆိုပြပါတယ် င်တို့ကြတိဖြတ်တန်းရင်ဆိုင်နေရတဲ့အခက်အခဲတွေဆိုးရလာတဲ့ကြမ်းကြုတ်ရက်စက်မှုတွေမထင်ရတော့အောင်ကြမ်းတက်လာတဲ့တဘာဝကြီးရဲ့ဒဏ်ခတ်မှုတွေကနေကျွန်တော်တို့နိုင်ငံသားတွေဟာအခုဆိုရင်အန်တုကြက်ခိုင်ရင်ဆိုင်ပြီးတက်နေသမျှရုပ်ကံကြော်လွားခဲ့ကြတာအခု၄နှစ်ကျော်ကာလတော့တည်းမှာတသက်မှာတစ်ခါမှကျော်ရဲလေးမယ်လို့တော့မထင်ခဲ့တဲ့ဖြစ်ရဆိုးတွေအမျိုးမျိုးကိုကျွန်တော်တို့စိတ်တကူတွေကိုစီနေကြော်လွားခဲ့ကြပြီဖြစ်ပါတယ် အဲ့ဒီချိန်မှာတော့တဘာဝကြီးကဘလောက်ပဲပြင်းထန်တဲ့တန်ခတ်နေပါစေငွေရောင်ဟိုတိန့်တိုက်တိုင်းမှာငွေရောင်အနာကိုလေးတွေရှိရဆိုတော့ဒီစာလေးတိုင်းပေါ့စာစုလေးတိုင်းပေါ့တောကတွေတိုင်းဒုက္ခတွေတိုင်းမှာကျွန်တော်တို့အတွက်ချမ်းမြေ့ပွဲတတိုင်းလေးတွေကပ်ပါလာတယ်လို့ယူဆပြီးကျွန်တော်တို့ရင်ဆိုင်ကြော်လွားကြမှာပေါ့ဆိုတော့အခုငလင်ဘေးကနေခက်ခဲစွာရုန်းကန်နေရတဲ့ဗီဒီယိုအလုံးကိုကျွန်တော်အနေနဲ့ဒီကနေပြီးတော့လိုက်တော့အားပေးပါတယ်စိတ်ခွန်အားမျှဝေပေးပါတယ်ရုန်းကန်ကြော်လွားကြိုးစားအတူတူဖြတ်သန်းကြအောင်ပါ ပြီးတော့အခုဒီကနေ့ရက်ပိုင်းမှာဖြစ်ပေါ်နေတဲ့တမ89တမမျိုးဖန်ဆီးခံရပြီးတဲ့နောက်တတိယနေ့မျိုးမျိုးထပ်ပေါ်နေတာသူဟာညှိနှိုင်းပြီးတော့ထပ်ပေါက်တစ်ခုရဖို့အတွက်ကျူတင်ညှိနှိုင်းပြီးဆုတ်ခွာတာဖြစ်တဲ့အတွက်ကြောင့်သူ့ကိုဘူပြန်လွှဲပေးရမယ်ဆိုတဲ့တတိယနေ့ထွက်လာတာဒါတွေတော့ကျွန်တော်တို့နဲ့အလန့်ကွာတော့ကျွန်တော်အနေနဲ့အသေးစိတ်မသိပါဘူးဒါပေမဲ့ပြမှုကျူးလွန်ခဲ့တဲ့မြေတူကိုမဆိုးထိုက်တဲ့နဲ့ပြစ်တယ်တော့ပေးကိုပေးရပါလိမ့်မယ် ဘယ်လောက်ကြီးပဲဆိုးပါညှိနှိုင်းမှုပြောပြစီအဲကျွန်တော်တို့အနေနဲ့သူတို့ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်အားလုံးကိုတော့အဖြေလျှော့ပေးဖို့ရမဖြစ်နိုင်ပါဘူး။အေးဒါပေမဲ့အပြင်းထန် yes ဆက်ဆက်ခုခံတဲ့လူတစ်ထက်လက်နက်အားလုံးအကောင်းပိတ်ကလေးခြံပေးမယ်။ဘာလို့လူအားလုံးကိုဆုတ်ခွာခွင့်ပေးပါဆိုတဲ့လူမျိုးကိုတော့ဒဇုံတရားကျွန်တော်တို့အတိမတ်ပြမှုတစ်ခုနဲ့တတ်နိုင်သမျှသောဖြေလျှော့မှုတစ်ခုကိုတော့ရှိရမှာပေါ့။ဒီချိန်မှာကျွန်တော်တို့ဒီအပိုင်းဆက်သွယ်လာတဲ့ရာကန်အခြားဆင့်လို့ခေါ်တဲ့ဒီစစ်တပ်တပ်ကအရေးကြီးသော တာဝန်ရှိသူပေါ့နော် land commission officer လို့ခေါ်တယ် mco သူကအရာခံအကြက်ကြီးအဆင့်ဆိုတဲ့အကြောင်းကျွန်တော်ခုရှင်းပြပါမယ်စစ်တပ်မှာသူကအရာရှိအရာခံအကြက်စစ်တီရဲလို့သူကခွဲခြားထားပါတယ်အရာရှိဆိုတာတော့အရာရာမှာတာဝန်ရှိတယ်ပေါ့အရာခံဆိုတာတော့အရာရာမှာသူခံရတယ်လို့ပဲပြောရမှာပေါ့တာဝန်ခံရတာပေါ့နော်ဆိုတော့အကြက်ကတော့ကြီးကြက်ကြက်ကပ်ပေါ့ဒုတိယတကြက်တကြက်ကြီးသူ့ထက်မှာမှဒီဒီ CGU ဒုရာခံဘိုးပအရာခံဘိုးပေါ့နော်ကျွန်တော်ခုပြောချင်တာကကျွန်တော်ကိုအခုဒီရပိုင်း ဆက်သွယ်ရင်ဖွင့်လာတဲ့အကြောင်းအရာလေးတွေနဲ့ပြောချင်တာပါဆောစောတက်မှမူတတိလျှော့စုတ်ခွာလက်နဲ့ချတာကိုဖြေလျှော့မှုနဲ့လည်းအနေငယ်ဆက်ဆိုင်နေလို့ဖြစ်ပါတယ်ဆောတော့အခုအရာကန်ချက်ကြီးကကျွန်တော်ကိုဆက်သွယ်လာတဲ့အကြောင်းအရာလေး तू ဘာတွေသူတို့အစုဖွဲ့တွေသူတို့ level တန်းတွေရီမန်းစူးစမ်းနေတဲ့အကြောင်းအရာလေးကိုကျွန်တော်မပြောပြခင်ကျွန်တော်ကိုယ်တိုင်အဲ2000နဲ့2ခုနှစ်2001နဲ့2002ပေါ့နော်2002ကျွန်တော်မှတ်မိပါ2002နော်2002ခုနှစ်မှာကျွန်တော်ကိုယ်တိုင် Twitter ဂျန်စီကြိုးစားခဲ့မှုတွေအကြောင်းအရာလေးတခုကိုပြန်ဝင်လင်းလင်းအားမနာစရာပြောကြားခြင်းပါတယ်၂000ခုနှစ်တုန်းကကျွန်တော်ဟာရပခလို့ခေါ်တဲ့ရှေးပိုင်းတိုင်းဆက်တနာကျုပ်ကတိုင်မူဘုချုပ်ခမောင်မြင့်ရဲ့အထူးလူညိုရေးအရာရှိတာဝန်တထိန်အရာရှိတာဝန်နဲ့ကျွန်တော်ဟာအာဒီအကြီးပိုင်းစစ်ဘုချုပ်တွေပေါ့စစ်ဘုချုပ်တွေဆိုတဲ့နေရာမှာများသောအားဖြင့်လာလိလာထရှိတာတော့အဲ့ဒီကာလကဒုတိယဘုချုပ်မှုကြီးမောင်အေးနဲ့ဘုချုပ်ခင်ညွန့်နော်ရပိုင်းကားဆိုလို့ဘူတန်ရွှေရဲ့သားသမီးတွေအဲ့ဒီလိုမျိုးပေါ့အကြီးမှုတွေလာလိလာထရှိတဲ့တောင်ကြီးဘက်ကိုပေါ့ ကျွန်တော်နဲ့သူမလမ်းမကမ်းပါဘူးဆိုတော့ဒီလိုတွေကိုကျွန်တော်ကအဓိကလုံယူရေးတာဝန်ယူရဖြစ်ပါတယ်ဒါမှမဟုတ်ဥက္ကမောင်မြင့်နဲ့အတူကျွန်တော်အမြဲတမ်းလိုက်ရတယ်အမြဲတမ်းလိုက်ပြီးတော့ဒီ BNB security guard ပေါ့ officer ပေါ့ကျွန်တော်လိုက်ရပါတယ်အဲ့နှစ်နှစ်ခုနှစ်မှာခရေကကျွန်တော်ရဲ့တွေးတော်မှုကြံစီမှုကြံစားမှုဆက်ဆက်ဆင်ခြင်ပြင်ဆင်မှုတွေကိုကျွန်တော်အခုပြန်ပြီးပြောပြချင်ပါတယ်နှစ်နှစ်ဆိုတော့ကြာတော့ကြာပြီပေါ့လွန်ခဲ့တဲ့23နှစ်ကာလတုန်းကဖြစ်တော့ခု2025ကိုဆိုတော့အဲ့ဒီကာလကလေးကကျွန်တော်ဟာစိတ်နှဖော ောင်းပစ်ထားပြီးတော့စစ်မှုတာဝန်ထမ်းဆောင်နေရတော့လည်းပဲပြည်သူစစ်သားတယောက်ဖြစ်ကိုခံယူကျင့်သုံးပြီးပြည်သူရဲ့အကျိုးစီးပွားအတွက်ကိုငါဟာငါ့ဘဝငါခန္ဓာကိုပေးဆက်ပြီးစူးစမ်းထမ်းဆောင်မယ်ဆိုတဲ့ပိုင်းဖြတ်မှုရှိခဲ့ပြီဖြစ်တော့အဲ့ဒီခေတ်ကာလဆရာနာရှင်တန်းရွှေရဲ့တကိုးထက်မြက်မှုအမြင့်ဆုံးကာလတွေပါကျွန်တော်ဟာစစ်သားတယောက်အနေနဲ့ပြည်သူဘက်ကကိုကျင်းစာနာပြီးတော့စဉ်းစားချိကမှုတွေပြုခဲ့ပါတယ်ဒါကပါလေဖတ်ရှုခဲ့တဲ့တမိုင်းမီတဲကဘူကြီးအုံကြုံမြင့်အကြောင်းကျွန်တော်အတူယူတယ်ကျွန်တော်သဘောကျကျွန်တော်လေးစားအာနာရှင်နေ ဝင်းကိုအနိကလှုပ်ကြံတက်ဖြတ်ဖို့ကြိုးစားခဲ့ရတယ်ဆိုရင်သူ့ရဲ့အဲ့ဒီကာလကဒွေးခေါ်ကိုကျွန်တော်ဆက်ဆက်ပြီးတော့စဉ်းစားတယ်စဉ်းစားပြီးတော့ကျွန်တော်2002ခုနှစ်ဝီယံတန်ဒီလို့ခေါ်တဲ့ဥပမာဆိုရင်မောင်အေးပေါ့ဘူဂျိုမူဂျီမောင်အေးပေါ့ကျွန်တော်တက်36နှစ်ကြီးတဲ့ဘူဂျိုမူဂျီဒုတိယဘူဂျိုမူဂျီမောင်အေးပေါ့ကျွန်တော်တောင်းရင်သူမနမိုးလင်းသူအခန်းသူအိတ်တဲ့အဆောင်ကနေထွက်ပြီဆိုတာနဲ့တောက်လျှောက်သွားလေရမှာသူရှိရရှိပြီးအားလုံးစီစဉ်ရတာသူအနီးနားမှာလုံချိုးပြီးသူရဲ့ PS ဆိုလို့ပေါ့နော်အတူတူကျွန်တော်တောက်လျှောက်ရှိပြီးတော့ခေါက်ရရညသာစားပွဲတဲတဲဆွေးနွေးပွဲခေါ်ပြောပွဲလုတ်လုတ် ူနားမှာတောက်လျှောက်ကျွန်တော်ကစောင့်ကြည့်ပြီးတော့သူ့ကိုဘယ်သူကရမ်းပြူလာနိုင်မလဲသူ့ရဲ့အသက်အန္တရာယ်ကဟိုတနက်အစင်းနဲ့ကြီထိုးထားပြီးကျွန်တော်ကနေရတဲ့လူသူ့အိတ်ဆောင်ကိုပြန်ပြီးသူ့အိတ်တန်းတကားပိတ်ပြီးမှကျွန်တော်အနေအားကိုကျွန်တော်ပြန်ခွင့်ရတဲ့သူအဲ့ချိန်မှာကျွန်တော်စဉ်းစားတန်းတန်းရွှေရတော့အဲ့ချိန်မှာကျွန်တော်တို့ဖချောင်းတိတ်မလာဘူးပေါ့နော်အဲ့တော့ကျွန်တော်စဉ်းစားအဲ့ဒီခင်ကအာနာရှင်စနစ်ရဲ့အမြင်ဆုံးအချိန်ဖြစ်တယ်အာနာရှင်ကိုအမိပြုတ်ပြီးတော့ကဖားရဖားဘောင်းတော်ဒီစိတ်တော်ကြီးဟာနော်တခင်လိုကြတခင်အားရကျွန်ဘာဝပြမယ်ဆိုရင် အယိုးရင်းနဲ့မကအသားအဆနာပါကိုက်ခွင့်ရတဲ့အခြေဖြစ်တယ်။ဒါပေမဲ့ကျွန်တော်အဲ့ဒီအခြေမှာကျွန်တော်ရဖြစ်တည်မှုလောက်ပိုင်ခွင့်ရပိုင်ခွင့်ရှားစားနိုင်တော်လဲပဲရှားစားနိုင်တော်လဲပဲဆိုတော့ထပ်ပြောလိုက်ပါဦးမယ်။အခုကျွန်တော်ပြောကြပါလိမ့်မယ်ကွန်မန့်တွေဝင်ပါလိမ့်မယ်။အာမရိမှုနဲ့ကြာကူပြီးတော့ထွက်ပြပါမယ်။စာစစ်စာစစ်ပြောကြပါလိမ့်ဦးမယ်နော်။ဒီဒီစစ်တပ်ထောက်ခံသူတို့ခေါ်တဲ့တစ်ဖက်ပိတ်ပညာမဲ့လူတန်းစားတွေကျွန်တော်တိုက်ခိုက်နိုင်စရာတခုကလည်းဒီတခုပဲရှိတာဟုတ်။အမရိမှုဘာညာနဲ့ဘယ်သူကစပြောလိုက်မှန်းကျွန်တော်ကိုယ်တိုင်မသိတဲ့ဆွဆွဲမှုပေါ့။ဆိုတော့အဲ့ဒါလေးဆက်ပြောအောင်။ ဲ့ဒီချိန်မှာကျွန်တော်အနေနဲ့အခွင့်အထူးခံအနေနဲ့ရှာမယ်ဆိုရင်ရှာနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ခွင့်ထူးခံအနေနဲ့ရှာဖွေခြင်းမရှိခဲ့ပါဘူးရှိပဲကျွန်တော်ဘာစဉ်းစားလဲဒီချိန်မှာငါတိုင်းပြည်ကိုဖျက်ဆီးနေတာဆေးအနာရှင်စနစ်ဖြစ်တယ်အဲ့တော့ဆေးအနာရှင်တွေထိတ်တီးဒိတ်ဒိတ်ကျဲဆိုတဲ့နံပါတ်1နဲ့2 2ကငါနားမှာအများမ်းရှိတယ်โอเคငါအတက်ငါဘဝငါခန္ဓာကိုငါနိုင်ငံအနာကဖျက်ဆီးနေတဲ့အာနာရှင်လူယုံမာတွေကိုတုတ်တည်ခြင်းအဖြစ်ငါရဲ့တိုင်းပြည်ပေါ်မှာထားရှိတဲ့တစ္ဆာနိုင်ငံသားတွေပေါ်မှာကာကွယ်ဆောက်ရှောက်ပါမယ်လို့ ဒုတိယနေ့ဘောလုံးဘောတုံးကဆိုခဲ့တဲ့တစ္ဆာဟာဒီနေရာမှာခိုင်မာတတိတီပါလားဘာလို့လဲဆိုတော့အတိုင်းမျိုးဖြစ်စီနေတာဆက်အနာရှင်တွေဒါနဲ့ကျွန်တော်တိတ်တိတ်ကြင်စီတွေပဲဒါကျွန်တော်ကိုရင်ကြင်စီခဲ့တဲ့အကြောင်းပုံမှန်လေးပြောပြတိတ်တိတ်ကြင်စီမိသားစုလေးအိမ်ပြန်ပို့လိုက်ကျွန်တော်တယောက်ခဲနေကြီးစံအကောင်းသားတွေကျွန်တော်ဝယ်စုကြီးစံကောင်းသားဆိုတော့ဒီကပ္ပဆာထုတ်တဲ့ကြီးတွေကရန်ဖန်ရန်ကကြီးအားဖြစ်တတ်တော့ ICN ကြီးတွေကျွန်တော်ရောက်ဝယ်စုတပြစ်ဖို့ရောက်ဝယ်စုစုထားတပြစ်ဖို့အကုန်လုံးကျွန်တော်ဟာဘတ်ဆက်ကျွန်တော်ဖြစ်ကြီးပေါ့ပြစ်ဟုတ်ကဲ့ ထည့်ပြီးတော့ဝင်လန်းထွက်လန်းဆုတ်လန်းအားလုံးကျွန်တော်ရှိစေဘယ်လောက်ဒီစီစဉ်လဲဆိုတော့အခုအဲ့ဒီကာလာပိုးဒီကြီးဆိုးတဲ့မဲနဲ့တောင်ဖက်ချန်သွားတဲ့လမ်းကြောင်းအကုန်လုံးမြေပေါ်မှာကျွန်တော်ဆွဲပြီးဘယ်ကနေဘယ်ကိုသွားရင်ဘယ်လောက်ကြာမယ်ဘယ်ဒီချိန်မှာဘယ်လိုကင်းဒီဆက်သွေးစနစ်ကိုဘယ်လိုဖြတ်ကျော်မယ်ဆိုင်ကယ်နဲ့ဘယ်လိုသွားပြီးဘယ်လိုနဲ့ချိတ်ဆက်မလဲကျွန်တော်အကုန်လုံးကျွန်တော်ပြင်ဆင်ပြီးပြီပြင်ဆင်ပြီးတော့အဲ့ဒီချိန်မှာအခုလည်းဒူဒူမူကြီးမောင်ကြီးအခုတွန်းလဲပေါ်မှာဒီဒုက္ခတာဖြစ်နေလို့ကြားတော့ဗျာမစိတ်တော့မကောင်းဘူးဒါပေမဲ့ကျွန်တော်အဲ့ဒီကာလာကကျွန်တော်အနေနဲ့စတားတယောက်ရဲ့ဘိုင်းချက်မှုနဲ့စူးစမ်းဖို့ကြံစီခဲ့တယ်ဆိုတော့ကျွန်တော်ပြောပြပါ ။ဒါနဲ့ကျွန်တော်ကအဲ့ဒီချိန်မှာဘုံကြီးမောင်အေးနဲ့ဒီအီးသားကောက်ခွေးမှာကျွန်တော်တို့သွားကြတယ်။သွားကြတော့အဲ့ဒီချိန်မှာ PSO ကလည်းသူကောက်ရရှင်တယ်။တိုင်းမှု PSO ရောဘုံကြီးမောင်အေးရဲ့ PSO ကောက်ကောက်ရရှင်။အညီလေးမင်းဘာလို့နာမင်းနေလိုက်။ Okay ကျွန်တော်ရတယ်ကျွန်တော်နေကျွန်တော်လည်းကိုယ်ကြံစီနဲ့ကိုယ်လေးကြီးထိုးအစင်းနဲ့ကိုယ်ကြံစီနဲ့ကိုယ်။ Okay ကိုထွက်ခွာမယ်လမ်းရထားခဲ့တဲ့ဆိုင်ကဲအားလုံးကျွန်တော်တက်စားဘူးမှမရှိဘူး။အဲ့ဒီချိန်မှာကျွန်တော်စဉ်းစားအပြန်ပြန်လဲလာ။နုလုံးပရိလုံးလဲဆိုတော့အဲ့ဒီကာလကဒေါ်စားစစ်ကြီးကိုနေအကျေချုပ်ချထားတဲ့အချိန် မြေသားဒီမိုကရေစီအဖွဲ့ချုပ်ရုပ်ခန်းတွေအားလုံးကိုစိုင်းပုတ်တွေဖြုတ်ချပြီးတော့ကြက်ကြက်တဲတဲကန့်သက်ထားတဲ့အခြေဆိုတော့ပြောပြအောင်ကျွန်တော်အဲ့လိုကြံစီနေတယ်ဆိုတဲ့အကြောင်းကိုအဲ့ဒီကာလကကျွန်တော်နဲ့ရင်းရင်းနှီးနှီးနော်ဆက်သွယ်စကားပြောနေတဲ့မြေသားဒီမိုကရေစီအဖွဲ့ချုပ်ကလွတ်တော်ကိုယ်စားလှယ်တခုဖြစ်တဲ့တယောက်နော်ခေါင်းဆောင်တယောက်အဲ့ဒီကာလကတည်တယ်ကျွန်တော်ကြံစီပြီးကိုစဉ်းစား ကျွန်တော်မခံနိုင်ဘူးဒါကြောင့်ကျွန်တော်လုံနိုင်တဲ့အလုပ်ကိုကျွန်တော်လုပ်မယ်သူတို့ကိုတိုင်ပင်တယ်တိုင်ပင်ပြီးတော့ဘာဖြစ်လို့ကျွန်တော်တကူးစုတသုံးခုဖြစ်သွားမှာအကျုံးမဲ့အချင်းကြီးကျွန်တော် YouTube ပြီးလုပ်ခဲ့တာမဟုတ်ဘူးကျွန်တော်တင်းသေးသွားမယ်ဒါမှမဟုတ်ရေရွက်ချက်တစ်ခုကြောင့်ဒါလုပ်ခဲ့တာဆိုတော့တိဖို့တက်တည်ထားခဲ့ဖို့လိုတဲ့ကြောင့်ကျွန်တော်တိုင်ပင်တာဖြစ်တယ်အဲ့တော့ဆိုတော့ဆက်ပြောရရင်ကျွန်တော်အိမ်ပေါင်းအင်းနဲ့ခုမောင်မြင့်ခုမောင်မြင့်ကျေးဇူးရှိပါတယ်ကျွန်တော်နှုတ်ထုတ်ပြန်ပြလိုက်တာဟုတ်နော်ဒီရာရှိစာလွန်ဖတ်ပြီဆိုတော့အမှတ်ချက်ကိုရေးပြလိုက်တယ်ဘုံမှုတင်ပြလိုက်ကျေးဇူးတင်ပါတယ်အဲ့ဒါလို့နှုတ်ထုတ်ပြန်ပြလို့ကျွန်တော်ထွက်လာတော့ဒါတော့ခုမောင်မြင့်ရဲ့ဥမောင်အေးရဲ့သူတို့နှစ်ယောက်ကျွန်တော်သုံးယောက်ပဲရှိဒါကောက်ကွင်းရဲ့အလဲပါ ကျွန်တော်ချင်မစင်းလားကျော်လေးလေးသူမတနက်ပါဘူးသူမတနက်ပါတယ်တပြေပုံလဲပါတယ်သူတို့တစ်ယောက်တော့ကအသာလေးဘုံနှလုံးကကျွန်တော်တလုံးကိုလုံချုံဖွဲ့တဲ့လှမ်းပြစ်တလုံးကိုသူတို့နှစ်ယောက်ကြားတဲ့ပြစ်ခွဲပြီးကျွန်တော်အသာပဲဆုပ်ပါသွားပြီမြဲဒါပေမဲ့ကျွန်တော်စဉ်းစားတယ်အဲ့ဒီကာလရဲ့နိုင်ငံကြီးရေချိန်ပေါ့နော်ဒီချိန်မှာအဲ့ဒီချိန်မှာကျွန်တော်ဒေါန်ဆန်းစစ်ကြီးရဲ့မိကုန်းတွေခေါ်ပြောချက်တွေကိုကျွန်တော်ကတော်တော်လေးဖတ်ခဲ့ရဖတ်ခဲ့ရတာလေတာဝန်ရဖတ်ခဲ့ရဘာလို့ဆိုတော့ထောက်လိုင်းတိုက်ပွဲထောက်လိုင်း တင်နှံတော့တက်တော့အဲ့ဒီကာလာဒေါဆန်းစုကြည်ရဲ့ဟောပြောမှုတွေကိုကျွန်တော်တို့သွားပြီးတရင်ယူရတယ်တရင်ယူပြီးတော့ထက်ကိုပြန်တင်ပြဖို့ထောင်းလိုင်းကျွန်တော်သွားလောက်ရဘာလို့ရတော့ကျွန်တော်ကတာဝန်ရတော့ဒေါဆန်းစုကြည်ကိုခြေမုံဖို့နှိမ်နှင်းဖို့စတဲ့ဖြစ်ပေါ့နော်ဟိုတာဝန်ယူရတဲ့ကာလာကျွန်တော်တက်စင်ကာလာဒေါဆန်းစုကြည်အပြင်မှာရှိသေးတယ်ထောင်းလိုင်းတင်တဲ့တော့ဆိုတော့ကျွန်တော်ကတရင်သွားယူတယ်သွားကြည့်တယ်ဆိုတဲ့အခါမှာသူ့ကိုစန့်ကျင်တော်ရတာကသူ့မိခွန်းတွေကိုကျွန်တော်ကအစီအသေးတွေကျွန်တော်ကစိတ်ဝင်လာပြီးတော့မေဆုကိုအဲ့ဒီကာလာကလေးကကျွန်တော်ကကြည်ညိုလေးစားခဲ့အဲ့တော့ကျွန်တော်လောက်ကျန်တက်ဖြတ်မယ်ဆိုတဲ့အစီအစဉ်ရေးဆွဲနေတဲ့အချိန်မှာတော့ဒေါ်ဆန်းစုကြည်ကဟော ဟိုဖန်ကြီးပြန်လဲဖန်ကြီးခံထားတဲ့အခြေဖြစ်ဖြစ်ဖြစ်ဆိုတော့ကျွန်တော်အဲ့ဒါဘယ်လိုစဉ်းစားလဲဆိုတော့ငါလှုပ်လိုက်လို့ငေါင်းအေးတော့တည်သွားပြီထားပါတော့ဒါပေမဲ့အာနာရှင်စနစ်ကြီးအဲ့ချိန်မှာငါပြောပင်ပင်စီတွေစိုက်ပြိုးတယ်လို့တတက်ခုတ်တမင်ခုတ်လည်းအမြင့်မှုတွေကဆက်ရှိနေဦးမှာပဲဆက်ရှိနေဦးမှာပဲအဲ့တော့ငါဒီလှုပ်ချက်တက်ဖြတ်မှုကိုဆောင်ရွက်လိုက်ပြီးတဲ့နောက်ငါတည်ကောင်းတည်သွားနိုင်တယ်ဒါပေမဲ့အာနာရှင်စနစ်ကြီးကအမြင့်ပြတ်အောင်မဟုတ်ဘူးဒါနဲ့ပဲကျွန်တော်ဟာအဲ့ဒီအဲ့ဒီချိန်မှာကျွန်တော်စိတ်တွေတွေးနေရတော့တွေးနေတာ တနတ်ကိုတနတ်တင်မလက်တင်လိုက်ပြန်စဉ်းစားလိုက်ကိုကြီးတကြီးကြီးလိုက်အဲ့ဒီချိန်မှာဟိုကျုပ်မောင်အေးကအတော်လေးပါနှက်ပုံရပါတယ်တဲ့တယ်လက်ကြီးပြူလူကောင်းနဲ့များစွာနဲ့ဆက်ဆံလာတော့သူရဲ့စိတ်ပါလဲ six sun နေပါရှင်းရှင်းပါပေါ့ဆက်ထမအယုံကြီးရှင်းရှင်းပါပေါ့ဒါမှမဟုတ်ကျွန်တော်ရေမူပြက်နေတာကိုအသက်20ကျော်စိတ်နော်လူငယ်တယောက်မူပြက်နေတာကိုသူလဲတတိထားမိမိပါပေါ့ အမရှမ်းမြောက်လာရှုမြို့နယ်တဲ့ပြန်ပေးဆွဲငွေညစ်လူရတာနဲ့လူတက်မှုကျူးလွန်သူလူငယ်၅ဦးကိုကိုကန့်တက် ANDAA ကအများပြည်သူရှေ့တည်တံပေးလိုက်တယ်လို့သိရပါဗျ။ဒီနေ့ April 10ရက်လာရှုမြို့မန်ဆူကျောင်းနောက်ရှိကိုကန့်ပါတီရုံးမှာအမိန့်ချခဲ့တာဖြစ်ပြီးပြစ်ဒဏ်ပေးခံရတဲ့အထက်လူတက်မှုတပြားတိုင်းမရေမှုနဲ့မူရစ်စေဝါ၃ဆွဲသူတွေပါဝင်တယ်လို့ဆိုပါဗျ။ တည်တံပေးခံရသူ၅ဦးကိုလေရင်ကွင်းသွားတဲ့လမ်းကဟိုပိတ်ဘက်မှာတလက်နဲ့ပြစ်တက်စီရင်လိုက်ပြီးလို့ဖြစ်စဉ်သိရှိသူအမျိုးသမီးတဦးကပြောပါတယ်သူတို့ကအဲ့ဒီပြစ်မှုလုပ်ထားတဲ့လူတွေကိုတတ်မဲ့ပြောတယ်လေရင်ကွင်းကျော်ဝေးကြီးပဲဟိုဘက်မှာကျမတို့လက်လျှောက်ရသေးတယ်စောင့်နေတဲ့ကိုကန့်တက်ကဝင်ကြည့်ချင်ရင်ဝင်လို့ရတယ်တဲ့အဲ့ဒါနဲ့ကျမတို့လည်းဝင်သွားတယ်လူတွေအများကြီးပဲကျမနေတဲ့နေရာနဲ့အလန့်ဝေးတော့တိတ်မမြင်ရဘူးဖြစ်ပြီးမှကျမတို့သွားကြည့်တာအဲ့ဒီ၅ယောက်ကဘာပြစ်မှုနဲ့လဲမသိရဘူး ပြစ်ဒဏ်ပေးခံရတဲ့သူ၈ဦးထဲမှာမှာ၅ဦးကတည်ဒဏ်ပေးခံခဲ့ရပြီး၃ဦးက ထောင်ဒဏ်တစ်တကြုံချမှတ်ခံရမှာဖြစ်တယ်လို့နောက်ထပ်လာရှုမျိုးခံအမျိုးသားတဦးကပြောပါတယ်လာရှုမျိုးကိုကိုးကန့်တက်ထိန်းချုပ်ပြီးနောက်လာရှုမျိုးပေါ်လူမြင်ကွင်းရှိမှာပြစ်မှုကျူးလွန်သူတွေကိုပထမဆုံးအကြိမ်စီရင်ချက်ချတာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့2024ခုနှစ်မေလထဲမှာလည်း လာရှုမြို့နယ်ထဲလူတက်မှုမရိမှုတပြတိုင်းမှု ပြန်ပေးဆွဲမှုကျူးလွန်သူ၄ဦးကိုကိုကန့်တက်ကတေတံချမှတ်ခဲ့မှုပါတယ်။လူအခွင့်အရေးလှုပ်ရှားသူတွေကတော့ကိုကန့်တက်ရဲ့တေတံပေးမှုအပေါ်တေတံဟာလူမဆန်တဲ့ရုံညံ့တဲ့ပြစ်မှုဖြစ်ကြောင်းကန့်ကွက်ရှုတ်ချကြပါတယ်။လာရှုမြို့ကိုထိန်းချုပ်ထားတဲ့ကိုကန့်တက်ဟာဧပြီ21ရက်နောက်ဆုံးထကလာရှုမြို့ကနေထွက်ခွာရမှာဖြစ်ပြီးစစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်ရယာဝင်ရောက်လက်ပတ်မှာဖြစ်ကြောင်းသတင်းတွေထွက်နေပါတယ်။